မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်းချန်နယ်ကနေအော်တိုဘာ12ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အေတင်ကိုစနတ်ကြောင့်နိုင်ငံခြားမပြေးနိုင်တော့ဘဲဂျင်းအောင်တော်ရရှာတဲ့တမီဆိုတဲ့အနေတိုင်းမတန်လို့ပဲတော်ကြာစညက်ကဟေဝိယံအမေရဲ့ငကားမြတ်ဆောင်နဲ့တက်တဲ့တိုးခင်ရတဲ့နော်ဖို့ရထားတဲ့ဘာသာခြားဖြစ်ပေမယ့်တည်င်းချုပ်ကာလမှာအခုလိုလုံလိုက်တဲ့လုံရည်လေးကြောင့်လူပြောများနေတဲ့ထောင်ဆိုင်တဲ့ နွမ်းပိုင်နဲ့ပြည့်စဲပြီးနောက်ငယ်စဉ်ဆုံးတွဲကြောင့်ကိုအတင်တုံးဝင်လာတဲ့နော့ဘွဲ့ထိုင်းရဲ့လောက်ရဲ့တဲ့အခုလိုကြောင်ရင်ကြောင့်ဇနီးတဲ့ကကွာရှင်းပြည့်စဲတာခံလိုက်ရတဲ့စမင်သာတင်မောင်စမင်ဝင်တဲ့တဲ့အန်အောင်ဆရာကောင်းဆုံးတဲ့တဲ့ပုတ်ကတော့ပြီးစမကောင်းလို့ငယ်စဉ်မိသားစုကြောင့်အတင်းနေရဝယ်ယူတာပါဆိုတဲ့ပုံပြည့်လေးဖြစ်ရှင်းလိုက်တဲ့နော့ဘွဲ့ထိုင်းတဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်အေးတင်ကိုစနေကြောင်နိုင်ငံသားမပြေးနိုင်တော့ပင်ခြေအောင်သွားရရှာတဲ့သမီးစုံ ။အင်တာနက်ပေါ်မှာတချင်ကအမေရိကန်မှာနေပြီးမြန်မာနိုင်ငံကစင်လီတွေကိုအတားအဆီးမရှိဝေဖန်ခဲ့တဲ့ Facebook စင်လီတမိဆိုတယောက်အခုမြန်မာနိုင်ငံကိုပြန်ရောက်နေတော့အမှုရီနဲ့ရှင်ဆိုင်နေရပြီ။နောက်ဆုံးမှာနိုင်ငံသားကိုပြန်လည်ထွက်ပြေးဖို့ကြိုးစားရင်းလေရင်ပေါ်ကနေအတင်းဆွဲချဖမ်းဆီးထိန်းသိမ်းခံရရပြီဆိုတဲ့သတင်းတန်တန်နေပါတယ်။ သမီးစိုးစုံရောအမေရိကန်နိုင်ငံမှာနေထိုင်ပြီး Facebook မှာ live လွှင့်စီရောင်းရကနေတဖြည်းဖြည်းလူသိများလာခဲ့သူမှာဒါပေမဲ့သူ့ကိုလူတွေအထိကတတိထားမိတာကရွရွစိမ်းရောက်နေလို့တော့မဟုတ်ပါဘူးမြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေ celebrity တွေကိုပြစ်မှတ်ထားပြီးသူတို့ရဲ့အတွင်းရေးတွေကိုကြီးကိုသားတွေကိုဘုံဘုံရှင်းရှင်းအသက်ကုန်ဖဲ့ပြီးပြောဆိုတိုက်ခိုက်ခဲ့လို့ပါပဲ အဲ့ဒီတော့ကသမီးဆုံးဟာငါကအမေရိကန်မှာနေတာဘယ်သူမှငါ့ကိုဘာမှလုပ်လို့မရဘူးတရားစွဲလို့မရဘူးဆိုတဲ့အတွင်းနဲ့တော်တော်လေးကိုဝုန်းခဲ့ကြံခဲ့တာပါ သမီးဆိုးဝေဖန်တဲ့အထိမန္တလေးကတထိမှချင်းအေတင်ကိုလည်းပါပါတယ်သမီးဆိုဟာအေတင်ကိုရဲ့ကိုရီးကိုရာကိစ္စတွေကိုအတော်လေးကိုထိခိုက်နေနာစေတဲ့အထင်မှုချိုးမြချိုးပြောဆိုတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့အကွာဝေးကြောင်ရတရားဥပဒေအရအရေးယူဖို့ခက်ခဲတာကြောင့်အေတင်ကိုဘက်ကသွေးရင်းနဲ့ဆောင်ဆိုင်နေကြရပုံပါပဲ။ဒါပေမဲ့ကံကြမ္မာဆိုတာကအမြဲတမ်းကိုယ့်ဘက်မှာရှိမနေဘူးဆိုတာကိုတော့တမိဆိုးတယောက်မေးသွားခဲ့ပုံရပါတယ်။ကံဆိုးဆွားနေပဲပါချောင်းကြောင်မှန်တိတိကျကျမသိရပေမယ့်တမိဆိုးတယောက်မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီတစ်ခါမြန်မာပြည်ခီးစင်ဟာသူ့အတွက်တော့အိတ်သေးထည့်ထားတဲ့မျိုးကထပေါက်တာတတောင်ဆိုးတဲ့အခြေအနေနဲ့ရှင်ဆိုင်မှုဖြစ်လာခဲ့ပါတယ်။ ။တမီးစုမြန်မာပြည်ပြောင်းရောင်းနေပြီဆိုတဲ့သတင်းကိုတိကျသိသွားတဲ့အေတင်ကိုကတော့တချိန်ကသူ့ပေါ်စော်ကားခဲ့တာတွေကိုအခြေလေပြန်လေဖြည့်ရှင်းမှုအတွက်တရားဥပဒေအရရေးယူဖို့ချက်ချင်းပဲလှူရှားပါတော့တယ်။အေတင်ကိုကတရားစွဲဆုံလိုက်တဲ့အတွက်တမီးစုတယောက်အခြေအနေမဟန်တော့ဘူးဆိုတော့ကိုသိပြီးပတ်ပြေးနေခဲ့ရတာပါ။နောက်ဆုံးမှာတော့ဘသူမှမသိအောင်ရုပ်ဖြတ်ပြီးနိုင်ငံသားကိုတိတ်တဆိတ်ပြန်လေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကတော့ဒီတစ်ခါမှာတော့လုံးဝကိုကုံသွားခဲ့ပါပြီ။ အခုထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင်တမီးစိုးဟာလေးရင်ပေါ်တက်ပြီးထံကုန်မှာနေရာယူပြီးကမှသက်ဆိုင်ရာတာဝန်ရှိသူတွေကလေးရင်ပေါ်ထိတက်လာပြီးသူ့ကိုအတင်းဆွဲချကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်အခုလက်ရှိမှာတော့တမီးစိုးဟာအေတင်ကိုကတရားစွဲဆိုထားတဲ့အမှုပါဝင်သူ့ရဲ့ online ပေါ်ကလည်းရဲ့တွေနဲ့ပတ်သက်တဲ့အမှုတွဲပေါင်း20ချောင်းနဲ့စစ်ဆေးမေးမြန်းမှုတွေကိုခံနေရတယ်လို့လည်းတတင်းတွေထွက်ပေါ်နေပါတယ်။ ။တချိန်ကသူများတွေကိုအွန်လိုင်းပေါ်မှာအာဏာပြပြီးစော်ကားခဲ့တဲ့သူဟောင်းအခုတော့လက်တွေ့ပေါ်မှာတရားဥပဒေရဲ့စီရင်မှုကိုစောင့်ဆိုင်းနေရတဲ့ဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ဒီဖြစ်ရပ်ကကျမတို့အားလုံးကိုသင်ခန်းစာတစ်ခုပေးနေပါတယ်။ဆိုရှယ်မီဒီယာဆိုတော့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ရှိတဲ့နေရာတစ်ခုဆိုပေမယ့်အဲ့ဒီလွတ်လပ်ခွင့်မှာတာဝန်ယူမှုနဲ့တာဝန်ခံမှုဆိုတာကလည်းအမြဲတမ်းတွန်းတွဲနေနေဆိုတာပါပဲ။ ကိုရဲစကားတစ်ခုလုံးရဲတစ်ခုကတခြားတယောက်ရဲ့ဂုံတိတ်ခါနေဘဝကိုဘလောက်ထိထိခိုက်စေနိုင်လဲဆိုတော့ကိုအမြင်နဲ့တတိချက်တင်ပါတယ်အထူးသဖြင့်ကိုထိလက်ရမလုံနိုင်တဲ့တိုင်တပါးမှနေပြီးတော့မှတခြားသူတွေကိုအနိုင်ကျင့်ပိုးကြတာမျိုးကတော့ရေရှည်မှာဘယ်တော့မှအရာထင်မှာမဟုတ်ပါဘူး ဂိမ်းပရိသတ်ကြီးတို့ကရောဒီအချိန်ဒီပေါ်ဘယ်လိုမြင်ကြပါသလဲ။အွန်လိုင်းပေါ်ကအနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီးဘယ်လိုခံစားရသလဲ။သမီးဆိုရင်ပြည့်ရက်ကထိုက်တန်နေရလဲလို့ထင်ပါသလား။မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။အနည်းတိုင်းမတက်လို့ပဲလို့ကြာစာညက်ကဟင်းဝီယံမီးရဲ့ငကားမျက်ဆောင်နဲ့တိတိတူးကင်ရတဲ့နော်ဖုံးရဲ့ထားဆိတ်ဆော့ပွဲသွားရင်ဟင်းဝီယံမီးရဲ့ငကားမျက်ဆောင်နဲ့တူးသွားရတာက နော်ဖုံးရဲ့ထားပါ ဒါကလည်းနော့ပေါ်ရတာဟာသူများမိသားစုကြားနဲ့အထင်တိုးဝင်ကတပ်ပုံရိုက်လို့ဖြစ်ပါတယ်။တင်းဥဆောင်မင်းသမီးချော်လင်နော့ပေါ်ရတာဟာမင်းသားဟင်းဝင်ရဲ့နဲ့မင်းသမီးစုပြေတစင်တို့ရဲ့ဆေးဆက်ပွဲအခမ်းအနားမှာသူများမိသားစုတွေအမတ်တရားတပ်ပုံရိုက်ဖို့ပြင်နေချိန်ဂျားလေးကိုအထင်တိုးဝင်သလိုဖြစ်သွားပြီးပဲလော်ချာစားညက်ဆိုသလိုအနီးရခက်တဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့ခင်ရတာပဲဖြစ်ပါတယ်။ ဒီကိစ္စလေးကြောင့်ပဲနော်ဖိုးရဲ့ဒါတရားတိုင်းပြည်ပြည်သူလူပြောများသွားကြရပြီးအထူးသဖြင့်ဟိဝင်းရံရဲ့အမေဖြစ်သူဒေါ်ဆန်းဆန်းဝင်းရဲ့နှကားမျက်ဆောင်နဲ့တိတ်တိတ်တူးကြရတာကတော့အင်တာနက်ဆာမျက်နှာတွေပေါ်မှာဗီဒီယိုဖိုင်နဲ့တကွပြန့်နှံ့သွားခဲ့ပြီးလူပြောများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ရတာပါ နော်ဖိုရီတာဟာစုပြည့်မွေးနေ့တုန်းကမလာလို့လူပြောများခဲ့သလိုလာပြန်တော့လေပြဿနာတက်ခဲ့ရတာပါ အခုတခါကျင်းပါတဲ့ဟေးဝေယံနဲ့စိုးပြေတစင်တို့ရဲ့စိတ်ဆက်ပွဲကိုတော့နောဘွေထားကဆွေယံဝတ်စုံလေးနဲ့ဖက်ရှင်ကြကြမိမိုက်ဆောင်နဲ့တက်ရောက်လာခဲ့ပါတယ်။ဒီအထိကတော့ဘာပြဿနာမှမရှိသေးပါဘူး။အားလုံးရဲ့အာယုံဆိုင်မှုနဲ့လူပြောစရာဖြစ်သွားခဲ့တဲ့အထိကဇလန်းကတော့ဟေးဝေယံနဲ့စိုးပြေတစင်တို့ရဲ့နှစ်ဖက်မိသားစုတွေအမတ်တရာဓာတ်ပုံရိုက်ကူးတဲ့အချိန်မှစတင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာနော်ဘော့ရဲ့ဌာကနှစ်ဖက်မိသားစုတွေကြားတဲ့ကိုအတင်းတိုးဝင်ပြီးဓာတ်ပုံရိုက်ခံတယ်လို့ဖြစ်သွားခဲ့ပါတယ်။ပူပီဆိုရာကတိုးဝင်လိုက်တဲ့နေရာဟာတိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့သားလောင်ဟင်းဝီရန်နဲ့သူ့ရဲ့မိခင်ဒေါ်ဆန်းဆောင်းဝင်းတို့ကြားမှာဖြစ်နေခဲ့တာပါ။ဒီတော့တားဖြစ်သူပေးမှာနေရာယူထားတဲ့ဒေါ်ဆန်းဆောင်းဝင်းတယောက်မမဆိုင်ညာမဆိုင်ကိုနဲ့တားကြကိုဝင်တိုးလာတဲ့နော်ဘော့ရဲ့ဌာကိုမကြည့်တယ်လို့ဖြစ်ပြီးနှကားမျက်ဆောင်နဲ့ထိုးကြည့်လိုက်တဲ့မြင်ကွင်းဟာဗီဒီယိုထဲမှာထင်သာပေါ်လွင်နေခဲ့ပါတယ်။ ထွက်လာတဲ့ဓာတ်ပုံတွေမှာလည်းဟဲဝိယံကအလဲမှာသူ့ရဲ့တစ်ဖက်တစ်ချမ်းမှာစိုးပြေတဲ့စင်းနဲ့နော်ဖိုးရဲ့ဓာတ်တို့ကနေရာယူထားသလိုဖြစ်နေတာကြောင့်ဒါဟာအနေအထိုင်မတက်တာနေရာမသိတာဆိုပြီးဝိုင်းဝေပန်စရာဖြစ်ခင်ရတာပါ ဒီလိုလူပြောစရာဖြစ်ခဲ့ရတဲ့အထက်အကြောင်းရင်းကစောပြေတစင်ရဲ့အမဖြစ်သူမာကြီးဆိုလို့အားလုံးကချစ်စနုခေါ်ကြတယ်မြင်းသမီးကြီးစိုးမြတ်သူစားကြောင့်ဆိုတာကိုတွေ့ရမှာပါဗီဒီယိုဖိုင်ထဲမှာစိုးမြတ်သူစားကနော်ဘောရဲ့ဌာနဲ့စကားစမြည်ပြောနေရင်ဓပုံစရာကဓပုံရိုက်ဖို့အတွက်လူစုလိုက်တဲ့အခါမှာလာညမာနေတခါလဲဝင်တာရှင်းလိုက်ဆိုတဲ့သဘောမျိုးနဲ့နော်ဘောရဲ့ဌာကုံလက်ကနေဆွဲခေါ်ပြီးနေရာချပင်းလိုက်တာကိုတွေ့ရပါတယ် အကြီးတယောက်ကဒီလိုနေရာပေးတဲ့အခါငင်းဆန်မှုခတ်တာကြောင့်နောက်ဘောရီသားကလည်းအာနာပါနာနဲ့ဝင်ရလိုက်ပုံပါပဲ။ဒါပေမဲ့အဲ့ဒီလိုဝင်လိုက်တဲ့အချိန်မှာဟေးဝင်းရရဲ့အမေဖြစ်သူကမျက်နှာမကောင်းဖြစ်ပြီးစူပုတ်သွားခဲ့ရတာပါ။ ီနေရာမှာပြည်သက်တည်းရဲ့အမြင်တွေကလည်းနှမျိုးကွဲထွက်နေပါတယ်။တချို့ကတော့နော်ဘောရဲ့ဓာအနေနဲ့မာဂျီဆိုးကတင်းခေါ်ရင်းနောက်မှာဒါဟာမိသားစုတပ်ပုံရိုက်ခြင်းဖြစ်တာကြောင့်အလိုက်တတိနဲ့နောက်ဆုတ်ပေးတဲ့နေ။ဘာလို့အတင်းဝင်တို့တို့လိုလုံးဝတလဲဆိုပြီးသူ့ကိုပြစ်တင်နေကြပါတယ်။အမှုပညာရှင်တယောက်အနေနဲ့တီလိုချင်းမျိုးမှာပိုပြီးအလိုက်တည်တဲ့နေလို့ထောက်ပြကြပါတယ်။ တချို့ကတော့တာဟာနားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်ပြီးနော်ဘောရဲ့တာဘက်ကလည်းပြင်မရှိသလိုတာကိုချစ်တဲ့မိမိဒေါ်ဆန်းဆန်းဝင်းရဲ့တဘာဝတုံ့ပြန်မှုတစ်ခုလိုပဲမြင်ကြပါတယ်။မာကြီးဆိုရင်စေတနာကတစ်ဖက်မှာအမှတ်လွဲစရာဖြစ်သွားကြရတာလို့သုံးသပ်ကြပါတယ်။ ဘလို့ပဲဖြစ်ဖြစ်လူမှုပွဲလမ်းတစ်ပင်နေမှာကိုယ့်ရဲ့နေထိုင်ပြောဆိုဟာဘလောက်တောင်အရေးကြီးတယ်ဆိုတော့ကိုတင်ကန်းစာယူနိုင်ပါတယ်။တခါတလေမှာကိုယ့်ဘက်ကရည်ပဲချက်မရှိပဲပြုလုပ်လိုက်တဲ့ပြုမှုလေးတစ်ခုကအထင်လွဲစရာတွေဝေဖန်စရာတွေဖြစ်သွားနိုင်တယ်ဆိုတော့ကိုတတိပြုပါမှာပါ။ကိန်းဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောတပ်ပုံတင်တိုးရိုက်မိတယ်လို့ဖြစ်ပြီးလူပြောများနေတဲ့နော်ဖို့ရဲ့ထိုင်ရဲ့ပေါ်မှာဘလို့မြင်ကြပါသလဲကိုရဲ့မြင်လေးတွေကိုပြောသွားကြပါအောင်ရှင် မာတာချာဖြစ်ပေမဲ့တည်င်းကျုပ်ကာလမှာအခုလိုလှုပ်လိုက်တဲ့လှုပ်ရည်လေးကြောင့်လူပြောများနေတဲ့ထအောင်ဆိုင်ပြိတ္တများအလုံးမင်္ဂလာပါရှင်ထအောင်ဆိုင်ကတော့ရုပ်ရည်လေးလေးရှိပြီးစူးစမ်းမှုလည်းကောင်းတာကြောင့်အခုဆိုရင်ရုပ်ရှင်လောကရဲ့တထောင်တနေရာမှာရက်တည်နေနိုင်ပြီဖြစ်ပါတယ်ထအောင်ဆိုင်ရဲ့ထူးခြားချက်ကကျင်နာတက်ပြီးပြိတ္တအရန်လှုပ်တာပါပဲ ဟိုတယ်လောကပဲမဟာဝိဇ္ဇာဖျားပေါ်ကိုလာပြတ်သွားတဲ့ကလေးလေးကိုမြင်ပြီးခိုင်နေဝိကေဟာကိုချက်ချင်းဆက်သွဲကကူညီဖေးမှပေးခဲ့ပါတယ်။ဒါပြင်တခြားသောပရိုက်တာအလူတန်းတွေကိုလည်းအမြဲလုံးလေးရှိတာပါ။ဒါပေမဲ့လို့ထောင်ဆိုင်ကမြန်မာနိုင်ငံသားတယောက်ဖြစ်တော့ညဗုဒ္ဓဘာသာဝင်တယောက်မဟုတ်ခဲ့ပါဘူး။အလုံးလေးဒီချောင်းကိုဒီပင်မင်းတချို့ကလည်းမသိကြသေးပါဘူး။ဘာလို့လဲဆိုတော့ဇဝင်ကတချို့မှာတော့ဖုန်ကြီးဝက်ပုံစံနဲ့မြင်ခဲ့ရလို့ပါ။ ထောင်ဆိုင်ကတကယ်တော့ခရိယံဘာသာဝင်တယောက်ပါသူ့ရဲ့ဘာသာကိုလည်းသူရန်တက်မှုထားလေးစားရှာပါတယ်အကယ်ဒမီပေးပွဲကတော့အိန္ဒိယရိုးရံဝတ်ဆောင်ဝေပြီးတက်ခဲ့ပူပါတယ်ဒါပေမဲ့တခုရှိတာကသူဟာဘာသာကြားတယောက်ဖြစ်ပေမဲ့လည်းမြန်မာတို့ရဲ့ဗုဒ္ဓဘာသာကိုလည်းမစန့်ကျင်ခဲ့ပြန်ပါဘူးဇွန်ဝင်ကန်းအတွက်လွန်အရင်ဖုန်ကြီးလေးထောက်ဝေလိုက်တာပါပဲအဲ့ဒီလိုသင်ကန်းရှုံလိုက်ပြီလို့ခရိယံဘာသာဝင်တွေရဲ့ဖြစ်တင်ပြောဆိုမှုတွေကိုတော့ခံခဲ့ရတာပါ အခုလေတောင်ဆိုင်ဟာခရိယံဘာသာဝင်တယောက်ဖြစ်ပါလျက်နဲ့အခုလိုလုံရက်တစ်ခုကို ထပ်ပြီးလှုပ်ချလိုက်ပြမှာပဲသူရဲ့ဆရာဖြစ်သူဂျွန်လင်ကိုတည်င်းကျွတ်မှာဂါရဝပြုခင်တာပါတည်င်းကျွတ်မှာကကလားတည်င်းကျွတ်နဲ့မြန်မာတည်င်းကျွတ်ဆိုပြီးတော့ရှိပါတယ်မြန်မာတည်င်းကျွတ်ကအရင်လာတာပါတောင်ဆိုင်ကတော့မြန်မာတည်င်းကျွတ်ကိုလည်းအပြည့်အပြင်းပါဝင်ဆင်နွှဲခဲ့ပါတယ် ဆရာဖြစ်သူဂျွန်လွင်ကိုမုံချင်းလေးတချင်းကင်လာပြီးမြမတက်လေးအတိုင်းလေးစားစွာကာရဝပြုခဲ့ပါတယ်။ဒီတိုင်းတော့မဟုတ်ပါဘူး။လက်အောင်လေးချီပြီးတော့ကိုကာရဝပြုခဲ့တာပါ။ဆရာဂျွန်လွင်ကိုရင်းကထောင်ဆိုင်ကိုခရိယံဘာသာခြားတရားမို့မကရော့နဲ့လို့တားနေတဲ့ကြားကလေးလက်အောင်လေးချီကကရော့ခင်တာပါ။အဖေါ်မမတော်ပေးသွားလိုက်ပါသေးတယ်။ဒီလိုမျိုးတည်တံ့မှုလေးတစ်ခုကြောင့်ပဲအားလုံးကပိုချစ်ပိုချီးကျူးနေကြတာပါ။ဒါပေမဲ့လေအပြစ်ပြောချင်နေကြသူတွေကတော့ကြံဖန်ပြီးပြောနေတော့မှာ။ ထောင်ဆိုင်ကဆရာရှိမပစစ်တုံမထိုင်မပြဲကားပြီးထိုင်နေတဲ့တေချာလင်မဥညွဘူးဆိုပြီးဝေဖန်တာပါပြည်သက်ကြီးရောဒီဖြစ်စဉ်လေးကိုဘယ်လိုများထင်မြင်မိကြပါလဲနော်အနေတိုင်းမတက်လို့ပဲလို့ကြာစာညက်ကဟင်းဝီယံမီရဲ့ငကားမျက်ဆောင်နဲ့တိတိတူးကင်ရတဲ့နော်ဖုံးရဲ့သားစိတ်ဆော့ပွဲသွားရင်ဟင်းဝီယံမီရဲ့ငကားမျက်ဆောင်နဲ့တူးသွားရတာက နော်ဖုံးရဲ့သားပါ ဒါကလည်းနော့ဖော့ရဲ့တန်းဟာသူများမိသားစုကြားနဲ့အထင်တိုးဝင်ကတပ်ပုံရိုက်လို့ဖြစ်ပါတယ်။တင်းဥဆောင်မင်းသမီးချော်လင်နော့ဖော့ရဲ့တန်းဟာမင်းသားဟင်းဝင်ရဲ့နဲ့မင်းသမီးစုပြေတစင်တို့ရဲ့ဆေးဆက်ပွဲခန်းနာမှာသူများမိသားစုတွေအမတ်တရားတပ်ပုံရိုက်ဖို့ပြင်နေချိန်ဂျားလေးကိုအထင်တိုးဝင်သလိုဖြစ်သွားပြီးပဲလော်ချာစားညက်ဆိုသလိုအနီးရခက်တဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့ခင်ရတာပဲဖြစ်ပါတယ်။ ဒီကိစ္စလေးကြောင့်ပဲနော်ဖိုးရဲ့ဒါတရားတိုင်းပြည်ပြည်သူလူပြောများသွားကြရပြီးအထူးသဖြင့်ဟိဝင်းရံရဲ့အမေဖြစ်သူဒေါ်ဆန်းဆန်းဝင်းရဲ့နှကားမျက်ဆောင်နဲ့တိုက်တဲ့တိုးကြရတာကတော့အင်တာနက်ဆာမျက်နှာတွေပေါ်မှာဗီဒီယိုဖိုင်နဲ့တကွပြန့်နှံ့သွားခဲ့ပြီးလူပြောများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ရတာပါနော်ဖိုရီတာဟောင်းစုပြည့်မွေးနေ့တုန်းကမလာလို့လူပြောများခဲ့သလိုလာပြန်တော့လေပြဿနာတက်ခဲ့ရတာပါ အခုတခါကျင်းပတဲ့ဟေးဝရန်နေစူပြည့်တစင်တို့ရဲ့စိတ်ဆက်ပွဲကိုတော့နောဖွဲ့ထားကဆွေရဝတ်စုံလေးနဲ့ဖက်ရှင်ကြကြမိမိုက်ဆောင်နဲ့တက်ရောက်လာခဲ့ပါတယ်။ဒီအထိကတော့ဘာပြဿနာမှမရှိသေးပါဘူး။အားလုံးရဲ့အာယုံဆိုင်မှုနဲ့လူပြောစရာဖြစ်သွားခဲ့တဲ့အထိကဇလန်းကတော့ဟေးဝရန်နေစူပြည့်တစင်တို့ရဲ့နှစ်ဖက်မိသားစုတွေအမတ်တရဓာတ်ပုံရိုက်ကူးတဲ့အချိန်မှစတင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာနော်ဘော့ရဲ့ထားကနှစ်ဖက်မိသားစုတွေကြားတဲ့ကိုအတင်းတိုးဝင်ပြီးဓာတ်ပုံရိုက်ခံတယ်လို့ဖြစ်သွားခဲ့ပါတယ်။ပူပီဆိုရာကတိုးဝင်လိုက်တဲ့နေရာဟာတိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့သားလောင်ဟင်းဝီရန်နဲ့သူ့ရဲ့မိခင်ဒေါ်ဆန်းဆောင်းဝင်းတို့ကြားမှာဖြစ်နေခဲ့တာပါ။ဒီတော့သားဖြစ်သူဘေးမှာနေရာယူထားတဲ့ဒေါ်ဆန်းဆောင်းဝင်းတယောက်မမဆိုင်ညာမဆိုင်ကိုနဲ့သားကြားကိုဝင်တိုးလာတဲ့နော်ဘော့ရဲ့ထားကိုမကြည့်တယ်လို့ဖြစ်ပြီးနှကားမျက်ဆောင်နဲ့ထိုးကြည့်လိုက်တဲ့မြင်ကွင်းဟာဗီဒီယိုထဲမှာထင်သာပေါ်လွင်နေခဲ့ပါတယ်။ ထွက်လာတဲ့ဓာတ်ပုံတွေမှာလည်းဟဲဝိယံကအလဲမှာသူ့ရဲ့တစ်ဖက်တစ်ချမ်းမှာစိုးပြေတစင်းနဲ့နော်ဖိုးရဲ့ဓာတ်တို့ကနေရာယူထားသလိုဖြစ်နေတာကြောင့်ဒါဟာအနေထိုင်မတက်တာနေရာမသိတာဆိုပြီးဝိုင်းဝေပန်စရာဖြစ်ခင်ရတာပါဒီလိုလူပြောစရာဖြစ်ခင်ရတဲ့အထက်အကြောင်းရင်းကစိုးပြေတစင်းရဲ့အမဖြစ်သူမာကြီးဆိုလို့အားလုံးကချစ်စနုခေါ်ကြတယ်မြင်းသမီးကြီးစိုးမြတ်သူစားကြောင့်ဆိုတာကိုတွေ့ရမှာပါ ဗီဒီယိုဖိုင်ထဲမှာစူးမြတ်သူစားကနော်ဘောရဲ့ဌာနဲ့စကားစမြည်ပြောနေရင်ဓပုံဆရာကဓပုံရိုက်ဖို့အတွက်လူစုလိုက်တဲ့အခါမှာလာညမာနေတခါလဲဝင်တာရှင်းလိုက်ဆိုတဲ့သဘောမျိုးနဲ့နော်ဘောရဲ့ဌာကုံလက်ကနေဆွဲခေါ်ပြီးနေရာချပေးလိုက်တာကိုတွေ့ရပါတယ်အကြီးတယောက်ကဒီလိုနေရာပေးတဲ့အခါငင်းဆံမှုခတ်တာကြောင့်နော်ဘောရီသားကလည်းအာနာပါနာနဲ့ဝင်ရလိုက်ပုံပါပဲ။ဒါပေမဲ့အဲ့ဒီလိုဝင်လိုက်တဲ့အချိန်မှာဟေးဝင်းရဲ့အမေဖြစ်သူကမျက်နှာမကောင်းဖြစ်ပြီးစူပုတ်သွားခဲ့ရတာပါ ဒီနေရာမှာပြည်သက်တည်းရဲ့အမြင်တွေကလည်းနှမျိုးကွဲထွက်နေပါတယ်။တချို့ကတော့နော်ဘောရထားအနေနဲ့မာဂျီဆိုးကတင်းခေါ်ရင်းနောက်မှာဒါဟာမိသားစုတပ်ပုံရိုက်ခြင်းဖြစ်တာကြောင့်အလိုက်တတိနဲ့နောက်ဆုတ်ပေးတဲ့နေ။ဘာလို့အတင်းဝင်တို့တို့လိုလုံးဝတလဲဆိုပြီးသူ့ကိုပြစ်တင်နေကြပါတယ်။အမှုပညာရှင်တယောက်အနေနဲ့ဒီလိုအခြေအနေမျိုးမှာပိုပြီးအလိုက်တည်တဲ့နေလို့ထောက်ပြကြပါတယ်။ တချို့ကတော့တာဟာနားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်ပြီးနော်ဘောရဲ့တာဘက်ကလည်းအပြင်းမရှိသလိုတာကိုချစ်တဲ့မိမိဒေါ်ဆန်းဆန်းဝင်းရဲ့တဘာဝတုံ့ပြန်မှုတစ်ခုလိုပဲမြင်ကြပါဗျ။မာကြီးဆိုရင်စေတနာကတစ်ဖက်မှာအမှတ်လွဲစရာဖြစ်သွားကြရတာလို့သုံးသပ်ကြပါဗျ။ ဘလူပဲဖြစ်ဖြစ်လူမှုပွဲလမ်းသဘင်နေမှာကိုယ့်ရဲ့နေထိုင်ပြောဆိုဟာဘလောက်တောင်အရေးကြီးတယ်ဆိုတော့ကိုတင်ကန်းစာယူနိုင်ပါတယ်။တခါတလေမှာကိုယ့်ဘက်ကရည်ပဲချက်မရှိပဲပြုလုပ်လိုက်တဲ့ပြုမှုလေးတစ်ခုကအထင်လွဲစရာတွေဝေဖန်စရာတွေဖြစ်သွားနိုင်တယ်ဆိုတော့ကိုတတိပြုပါမှာပါ။ကိန်းဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောတပ်ပုံတင်တိုးရိုက်မိတယ်လို့ဖြစ်ပြီးလူပြောများနေတဲ့နော်ဖို့ရဲ့ထိုင်ရဲ့ပေါ်မှာဘလို့မြင်ကြပါသလဲကိုရဲ့မြင်လေးတွေကိုပြောသွားကြပါအောင်ရှင် အခုလိုကြောင်ရင်ကြောင်စနီးတဲ့ကကွာရှင်းပြက်စီတာခံလိုက်ရတဲ့စံမင်းသားတင်မောင်စံမင်းဝင်နမည်ကြီးစံမင်းသားတင်မောင်စံမင်းဝင်ကတော့အခုချိန်မှာလူမှုရေးကိစ္စရှုပ်ရှင်းတွေနဲ့ရှင်းဆိုင်နေရပါတယ်။အခုဆိုတင်မောင်စံမင်းဝင်ကိုစနီးတဲ့ကကွာရှင်းလိုက်ပြီဆိုတဲ့သတင်းတွေလည်းထွက်နေတာပါ။ တင်မောင်ဆမ်းမင်းဝင်းကမြန်မာနိုင်ငံရဲ့ထိတ်တန်းဆမ်းမင်းသား၃ယောက်ထဲမှတူပါဝင်ပါတင်မောင်ဆမ်းမင်းဝင်းဟာဒီလိုမြန်မာနိုင်ငံရဲ့ထိတ်တန်းဆမ်းမင်းသားတယောက်ဖြစ်တယ်လို့တရုတ်ဆောင်မင်းသားဖြစ်ရင်လုတ်ကင်နေတာဖြစ်ပါတယ်တင်မောင်ဆမ်းမင်းဝင်းမှာချစ်စရာကောင်းတဲ့တားလေးတယောက်လည်းရှိတာပါဆမ်းမင်းသားတင်မောင်ဆမ်းမင်းဝင်းဟာဒီလိုတရားပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားပေမဲ့လေရုတ်တရက်စနီးတဲ့ရဲ့ကွာရှင်းတာခံလိုက်ရကြောင်းသိရတာပါ တင်မောင်ဆမ်းမဲဝဲကွာရှင်းခံလိုက်ရတဲ့အထူးကြောင်ရင်းကတော့နောင်မီလေးလို့ဖြစ်ကြောင်းဇနီးတဲ့နဲ့အတူအမှုပညာတိုင်းဝိုင်းမှာကောလာဟလာတည်င်းနေထွက်နေပါတယ်။တင်မောင်ဆမ်းမဲဝဲဟာစက်တပင်လောကနဲ့ကနမဲကြီးမျိုးသမီးတယောက်နဲ့နောင်မီလေးချစ်ချီနိုတစ်တီတူးနေတယ်လို့သိရတာပါ။ဒါကြောင့်လည်းဇနီးတဲ့ကခံနိုင်ရင်မရှိတော့လို့ကွာရှင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့တကယ်ကွာရှင်းတာလားလင်းနဲ့မရရှာနေသွားဆိုသလိုတားလေးမျက်နှာနဲ့ပြန်ဆင်ပြေသွားကြမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ပြိတ္တတူကရောတင်မောင်ဆမ်းမင်းဝင်းနောင်မီလင်းရဲ့ကိစ္စကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။ပီဇာမကောင်လို့ငယ်စင်မိသားစုကြောင့်အတင်းနေရဝင်ယူတာပါဆိုတဲ့ပုံပြန်လေးဖြစ်ရှင်းလိုက်တဲ့နော်ဖော်ရဲ့တောင် ငယ်စဉ်တွင်ရဲ့စိတ်ဆက်ပွဲမှာသူမကိုရဆရာမရှိအောင်ဝေဖန်နေတဲ့သူတွေကိုနော်ဖွဲ့ရဲ့ဒါကပညာသားပါပါနဲ့အခုလိုတုံ့ပြန်လာခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့စိတ်ဆက်ပွဲကိစ္စမှာနော်ဖွဲ့ရဲ့ဒါရင်မိသားစုတက်ပုံရိုက်နေတဲ့တဲ့ကိုအတင်းဝင်တိုးတဲ့ဗီဒီယိုဖိုင်ဟာလုံးဝမြင်မကောင်းတာအောင်ဖြစ်နေကြတာပါ။မြင့်ကွင်းရဆိုရင်တတိုသားမိကလုံးဝမကြည့်ပြူနဲ့ကြာမာတယ်ဟိဝိယံရဲ့အနာကိုနော်ဖောကအတင်းတိုးကန်နေတာဖြစ်ပါတယ် ဒါကြောင့်လေပြိတ္တတွေကဝိုင်းစိမ့်နေကြတာဖြစ်ပြီးအခုကာမတော့နှောဖောရထားကအဆိုပါဖြစ်ရနေပတ်သက်ပြီးပညာရှိနေနဲ့ဖြစ်ရှင်းလာခဲ့ပြီးဖြစ်ပါတယ်ဖြစ်ရှင်နေရသူမဟာသူများမိသားစုကြတဲ့ကိုအတင်းဝင်တာမဟုတ်ကြောင်းနဲ့စုမြတ်သူစားကဟိဝိယံဘေးနားမှာနေရချပေးတာကြောင့်သာအခုလိုထင်လွဲစရာတွေဖြစ်ကုန်ကြောင်းသိရပါတယ်။ အဲ့ဒီသဘောထားကိုပိုပြီးမြင်သာစီမဲ့ဗီဒီယိုတစ်ပုဒ်ကိုလည်းကိုရိုက်တင်ခဲ့ပြီးအဲ့ဒီထဲမှာတော့နေရလူတဲ့ကိစ္စမဖြစ်ခင်စုံမြတ်သူစားကသူမကိုနေရချပေးတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ဒါပေမဲ့လည်းပြည်သက်တွေကတော့နော်ဘွားရဲ့ထားရဲ့ဖြည့်ရှင်းချက်ကိုလုံးဝလက်မခံနိုင်ကြပဲဘလို့ပဲဖြည့်ရှင်းပါစေနေငိုကအုံနောက်မရှိရလေမကြီးစုကဧည့်သည်မှုခေါ်ရိုက်ပေးမယ်။နှစ်ဖက်မိဘနဲ့ဆွေမျိုးတွေပဲရှိုက်နေတဲ့အထင်ကိုကအတီတရားလေးနဲ့ညင်ပေါ်နေရပေးတဲ့အမေနဲ့သားကြအတင်းစွဲဝင်တိုးစီရမှာမလို့တော့ နေသိမ့်ရွယ်ကအလိုက်မသိတဲ့ကလေးလည်းမဟုတ်တော့ဘူးအနေထိုင်ဆင်ကျင်တဲ့လို့ဝိုင်းဝန်းစုပြောခဲ့ကြပါတယ်ဒါကြောင့်ဖြည့်ချင်းလိုက်ကမှပုံဆိုးသွားတယ်လို့တော့ဖြစ်နေပြီးတချို့သောပြည်သက်တွေကလည်းငါတို့ကနင်းကိုအတန်လွတ်ကြီးလိုက်ဝေပန်နေတာမဟုတ်ဘူးချစ်သူတတန်း73နှစ်ကျော်ကိုတွားပြီးစနိုက်ရဲခဲ့တဲ့ဗီဇာကြောင့်သာစောင့်ကြည့်ပြီးလိုက်ပြောနေရတာသူများယောက်ျားကိုလူချင်းတက်မှတ်တဲ့မိန်းကလေးကဘဝမှာဘယ်တော့မှမျက်နှာမပြီးနေလို့မရဘူးဆိုတော့အခုဖြစ်ရက်ကတက်သေးပဲ နေရနေဘလောက်ကောင်းတာလေးလုံးလုံးသူများယောက်ျားကိုစနိုက်ကြော်ဘူးခဲ့တယ်ဆိုရင်အမဲဆက်ကြီးကနေဘဝကိုအရေးလိုလိုက်နေမှာပဲအခုချိန်မှာဘော်ဘီဆော့ခ်စာနဲ့တကွာနင်းနိုင်လို့ပြတ်သွားခဲ့ရတဲ့မိန်းမတွေရဲ့ခြေထောက်ကိုထိုင်ကြော်ရင်တော့နင်းနေမယ်ကိုအဖက်မစင်နိုင်တော့ဘူး။နော်ဖော်ရထားဆိုရနဲ့ယောက်ျားငယ်နဲ့မိန်းမလိုပဲမြင်ကြတော့မှလို့ပြောဆိုခဲ့ကြပါတယ်။ပရိသတ်ကြီးတို့ရောဘဝမှာတစ်ခါလေးမှားဖို့ရနဲ့နော်ဖော်ရထားကတလောက်အပြောခံနေရတဲ့ပုံခံရတဲ့နယ်လို့ထင်ကြပါသလားနော်။